မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်နှစ်ကုန်တဲ့အထိမဂါရယာတိဘွားရဲ့အကြောင်းကိုအရှေ့တိုင်းနခတဗေဒနိစနနဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါလေဇန်နဝါရီလ14ရက်နေ့ကနေဖေဖော်ဝါရီလ17ရက်တွင်ဝေဖွာကြသူတွေဟာမဂါရယာတိဘွားများဖြစ်ကြပါလေမဂါရယာတိဘွားတွေဟာ2024ခုနှစ်နဲ့2025ခုနှစ်နှစ်စပိုင်းမှာ အလုတ်ကိန်းနဲ့ပတ်သက်လို့ငွေကြေးကိစ္စနဲ့ပတ်သက်လို့ပူပင်တော့ကရောက်ခဲ့ရတော့2025ခုနှစ်မေလကစပြီးတော့မှကံကောင်းခြင်းတွေရောက်ရှိလာတော့မှဖြစ်ပါလေလူမျိုးသားဒါမှမဟုတ်နိုင်ငံသားကကုညီထောက်ပံ့တာမျိုးတွေအကူအညီပေးတာမျိုးတွေရရှိလာပါလိမ့်မယ်အထူးသဖြင့်တော့မင်းယာသည်ကိစ္စယာသည်ဒိစ္စယာသည်အိမ်ကြီးမှာမိမိရဲ့ပူပိုင်မူလကျူတွေအနေထားကောင်းရင်ကောင်းတော့အောင်မြင်မှုတွေရရှိမဲ့နှစ်ဖြစ်ပါလေ ရဝင်းမှာရောက်ရှိနေတဲ့ချစ်တူတန်ကလည်းတရင်ကောင်းကြားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။နောက်တစ်ခါပဝင်းကြီးအစ်တနေရာတစ်ခုရောက်ရှိတာမျိုးတွေလည်းကြုံတွေ့နေရပါလိမ့်မယ်။ခွဲခွာနေရတဲ့မိသားစုတွေတဦးနဲ့တဦးပြန်လည်ဆုံတွေ့ရတာမျိုးတွေကြုံတွေ့နိုင်တယ်။အဲ့ဒါပြင်တော့မိတ်ဆွေကောင်းတွေရဲ့အခောက်ပံ့အကူအညီမျိုးတွေလည်းရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ကျောင်းသားကျောင်းသူတွေအနေနဲ့ကတော့ပညာရေးမှာတော့ အစိမ့်မြင့်ပညာရေးကိုတင်ယူခွင့်ရရှိသလိုအောင်မြင်တိုးတက်မှုတွေရရှိမဲ့နှစ်တနည်းလည်းဖြစ်ပါတယ်။ဆောင်ရဆောင်ရတွေကတော့အောင်ကျစ်ရှိပါကာလာတော်ကိုမနေ့အရာထရင်ကိုးကောက်ညအရာဝင်ကိုးကောက်ရှိပါမိမိရဲ့တသိရဖတ်နိုင်ရင်ပို့ပြီးတော့ခေါင်းပါတယ်။အင်းကြီးအနီရောင်ဝတ္တာစိတ်သားစားတာရောက်ဖက်ရညတက်ဆိုင်တဲ့နေရာတွေကိုတွားတာကိုအထူးဆောင်ကျင်ဖို့လိုအပ်လိုအပ်ပါလိမ့်မယ်။မကာရယာတိဘွားများစမ်းမချမ်းသာလူဝဆန္ဒတွေပြေဝကြပါသည်။